ေလိတွေကြောင်းလေးတွေရာသီအကူပြောင်းမှာကြုံတွေ့ရမယ်နာချီခြင်းနာပိတ်ခြင်းတွေနာရီယိုခြင်းတွေချောင်းဆိုးခြင်းတွေဟာဆိုလို့ရှင်ဘလို့သူမျိုးသောအကြောင်းအရာတွေကြောင့်ဖြစ်စေတာလဲဆိုတာနဲ့ပတ်သက်ပြီးမှကြောင်းရနေဒီနေ့မှာဆွေးနွေးပြောပြပေးသွားမယ်ပေါ့နော်လူတွေမှာဆိုလို့ရှင်ကျွန်တော်တို့ရာသီအကူပြောင်းဆိုလို့ရှင်ဒါရာသီတုပ်ကွေးဆိုပြီးမှကျွန်တော်တို့အလွယ်တကူခေါ်ကြတယ်လို့ခွေးလေးတွေကြောင်းလေးတွေမှာလဲသူတို့တွေကိုဒီရာသီအကူပြောင်းမှာခေါမုံကိုးကိုဖြစ်စေတဲ့ဒါဗိုင်းရပ်ပိုးတွေရှိတယ်ပေါ့နော်အဲ့ဒီရဲ့ ိုက်တာပိုးတွေရာဆိုလို့ရှိရင်ခွေးလေးတွေမှာဆိုလို့ရှိရင် happy viral လို့ဟာမျိုးပဲဖြစ်ဖြစ်ကျွန်တော်တို့ကြောင်လေးတွေမှာဆိုရင် happy viral casey viral ဒီရဲ့ viral ပိုးတွေကြောင့်မလို့ကျွန်တော်တို့ဒီနာယိုတာတွေနာပိတ်တာချောင်းဆိုးတာနာချေတာဒါမျိုးတွေကိုကျွန်တော်တို့အဓိကဖြစ်စေတယ်လို့ဒါပြောလို့ရတယ်ဒီလိုအခြေအနေမျိုးတွေမှာကျွန်တော်တို့ဒီအနေနဲ့ antibiotic လို့ခေါ်တဲ့ပိုးသက်ဆေးတွေကိုအလွယ်တကူမတိုက်တဲ့အထဲမှာပါတယ်အကယ်၍တိုက်ချင်တယ်ဆိုရင်တော့မှကျွန်တော်တို့ဆရာဝန်ကညွန်ကြားမှသာလျှင်တိုက်တဲ့အထဲမှာပါတယ်ဘာကြောင့်လဲဆိုရင် viral ကြောင့်ဖြစ် captured day. ပြဿနာမျိုးတွေဟာဆိုလို့ရှိရင်ပฏิဇီဝဈေးလို့ခေါ်တဲ့ပူသက်ဈေးတွေကိုတိုက်ယုံနဲ့ကျွန်တော်တို့ဒါပျောက်သွားနိုင်တဲ့ယောဂမျိုးတွေမဟုတ်ဘူးပေါ့နော်အဓိကကျွန်တော်တို့လုပ်ပေးရမှာကသူတို့ကိုကိုခံအားကောင်းအောင်လို့စနစ်တကျတေချာထားပေးဖို့အစားတောက်တေချာကျွေးပေးဖို့ဒါမျိုးတွေကိုပြုလုပ်ပေးပြီးတော့မှသူတို့ကိုခံအားကောင်းလာပြီဆိုလို့ရှိရင်သူတို့ကိုခံအားကနေပြီးမှပြန်ပြီးတော့မှတိုက်ထုတ်ပြီးတော့အနိုင်ယူတာမျိုးဒါမျိုးပဲကျွန်တော်တို့လုပ်လို့ရတာပေါ့နော်အကယ်၍ဒါဘက်တီးရီးယားကြောင့်မလို့ဖြစ်စေတဲ့ဒီအေး မိပြီးတော့မှဖြစ်တဲ့ဒီနာချီချောင်းဆိုးတာမျိုးတွေဆိုလို့ရှင်เนาะပရိဇီဝဆေးပိုးသက်ဆေးတွေကိုကျွန်တော်တို့တိုက်ရုံနဲ့ဒါတက်တာနိုင်နေပေါ့เนาะနောက်တစ်ချက်မှာကြတော့ဗာလဲဆိုလို့ရှင် ဒီရဗက်တီးရီးယားတွေဗိုင်းရပ်တွေဝင်ရဲအကြောင်းမလို့ဒါခွေးလေးတွေကြောင်လေးတွေမှာဒါထိတ်ကပ်နာပုံစံလိုမျိုးဖြစ်သွားတာပေါ့နော်နှာခေါင်းတွင်းထဲမှာရှိတဲ့ပေါ့နော်ဒီဆဲလေးတွေလေးအိတ်ကလေးတွေရောင်တာမျိုးပေါ့နော်ဒီလိုပြဿနာမျိုးတွေနောက်ဆက်တွဲတွေအနေနဲ့ဖြစ်တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်လည်းနာရီယိုတာနာချီတာချောင်းဆိုးတာမျိုးတွေကိုကျွန်တော်တို့ဒါတွေ့ရနိုင်တာဖြစ်တယ်ပေါ့နော်ပြီးရင်နောက်တစ်ချက်ဟာဆိုလို့ရှိရင်ခွေးလေးတွေကြောင်လေးတွေမှာအလတ်ကျကြောင်မလို့လေနာချီချောင်းဆိုးတာနာရီယိုတာတွေကိုကျွန်တော်တို့ နေနဲ့ဒါတွေ့ရနိုင်တယ်ဘယ်လိုမျိုးသောအချက်တွေလဲဆိုလို့ရှင်ကိုယ့်ရဲ့အိမ်နီးနားမှာရှိတဲ့အဒီပန်းကနေထွက်လာတဲ့ပန်းဝုံမုံပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ဖုံမုံတဲမုံတွေပဲဖြစ်ဖြစ်ဒီဖုံမုံတဲမုံတွေမှာနေတဲ့ဝဲပိုးတွေကြောင့်ပဲဖြစ်ဖြစ် ခွေးလေးတွေကြောင့်လေးတွေနာယူယူတာနာချီတာနာစီးတာပြီးရင်ချောင်းဆိုးတာမျိုးတွေကိုကျွန်တော်တို့ဒါဖြစ်ပေါ်လာစေနိုင်တယ်ပေါ့နော်နောက်တစ်ချက်မှာဆိုလို့ရှင်တော့ကျွန်တော်တို့သူတို့ရဲ့ရာသီဥတုအပြောင်းအလဲမှာဆိုလို့ရှင်ဒီရဲ့ပုံဝန်းကျင်အနေ ထားပေါ့နော်ရာသီဥတုအပူအေးမမျှတဲ့အချိန်နေမျိုးတွေမှာဆိုလို့ရှင်အေးမိပြီးတော့မှဒီနာယီယိုတာနာချေချောင်းဆိုးတာမျိုးတွေက ဖြစ်စေနိုင်တယ်ဆိုတာကိုကျွန်တော်တို့ဒီအနေနဲ့ဒါကကနနာသိထားဖို့လိုအပ်တယ်